ဟောပေါ့ပွဲရလဲသူတို့ဒီဇိုင်နာဆိုရင်၃ရက်ပဲချိန်ရတယ်လို့ပြောတယ်။ဒီပွဲချင်းမဖို့ကမန်ကနေစီစဉ်လိုက်တယ်ဆိုတော့လေဟိုမိုက်နေနဲ့လည်း၂ရက်ပဲကြိုတိရတာဆိုတော့သူ့အနေနဲ့စီကာစင်ကမဖြစ်ဘူးထင်ပါတယ်။ကမန်ကနေစီစဉ်တဲ့အခါကျတော့လက်ဝဲယန္တနာအစဟိုသူပေါ့နော်ကြိုတင်မစီစဉ်ထားနိုင်စင်လိုက်တာပဲဝက်လိုက်ရတဲ့သဘောမျိုးလေးဖြစ်တယ်။နောက်အဝစ်စားဆိုလည်း ဟိုဘောဒီဇိုင်နာစိတ်တိုင်းကျသူချုပ်ခွင့်မရလိုက်တာမျိုးပေါ့ရက်နည်းနည်းလေးပဲရတာမျိုးဆိုအဲ့လိုမျိုးပြောဖြစ်ပါတယ်ယုံတင်ရဲ့နောက်ကျနေလို့လေအဲယုံတင်နာယုံတင်ရဲ့နောက်ကျမှပေးတဲ့လူမှတာဝန်ရှိတာအော်မာကြီးတော့တုံးလဲရန်နာဖိတ်တာပေါ့လေတုံးလဲရန်နာဖိတ်တဲ့အတွက်တုံးလဲရန်နာကျတော့လေမာကြီးရဲ့ရှိုးပွဲတွေပါလေဆိုသူမေရန်မြစ်တန်နဲ့လာပြီးတော့ကုညီပြီးရှောက်ပေးနေကြတယ် ။နောက်သူလူပညာလှုပ်ရှားလောက်တော့လေမာကြီးတို့လက်ထက်ရပဲဒီလမ်းမပေါ်ရောက်သွားတာဆိုတော့ကိုသားသမီးလိုဖြစ်နေတော့သူ့လည်းလာဝင်းရံပြီးတော့ဘယ်လိုခေါ်မလဲဒါတွေဟိုလူလူပေါင်းလူလောကထဲမှာလေဟိုစောင့်ထိန်သင့်တဲ့အရာဆိုတာရှိတယ်အဲ့ဒါစောင့်ထိန်သင့်တဲ့အရာမှာဘာလဲဆိုတော့တယောက်နဲ့တယောက်ကြားထဲမှာထိန်သင့်တဲ့ကိုချင်းတိတ်ခါပေါ့အဲ့ကိုချင်းတိတ်ခါလေးကိုထိမ့်မိနေမယ်ဆိုရင်ဒီလို အကြောင်းအရာတွေဖြစ်ပေါ်လာကြတာကြောင့်မရှိဘူး။အော်ပြီးတော့မှဟိုဘယ်တော့မှဘလောက်ဆန်းဆန်းမဘွားတတ်တဲ့ယောက်ျားသားတွေရှိတာပေါ့လေ။ဆိုတော့အဲ့ဒီအပေါ်မှာကိုချစ်ခင်ရတဲ့အာအမျိုးသားပေါ်မှာအဖြစ်ထိမ့်သိမ့်ထားတဲ့သူ့ရဲ့မိသားစုမပြိုပြတ်ချင်ဘူးဆိုတော့စိတ်ကလေးကထိမ့်သိမ့်ထားတဲ့အမျိုးသမီးတွေကိုတနာဖို့ကောင်းတာပေါ့ เอ๊ะไม่ไม่ปล่อยแต่ปูบ่ตรุก็เลยโหซีซั่นอซ้อยจะเลยซีซั่นท้าบ่ไม่ยาบ่อะไรหมู่บ่นี่ปอมายน้าแลถ่าดาจ่าดอกนี่เอ่อหลู่ไดหลู่ไดมาเอ่อบลูคอมเลยผ่องเปลี่ยนหมู่ขวัญเยชื่อเลยผ่องเปลี่ยนหมู่ขวัญเยชื่อเลยだแม้ไอ้อขวัญเยโกกูย้วยแฉมล่ะไม่ย้วยแฉมล่ะเอ้ย้วยแฉไล่ไปဆိုရင်တစ်ဖက်မှာกูเนี่ยปัดตะနေเนี่ยနောက်တစ်ယောက်ပေါ်มาตัวมิตรศีมิตรมันเนี่ยฉิหลุล่ะ မချစ်လို့လားအကဲမြတ်ထဆင်းမြတ်ထမန်နဲ့ချစ်တယ်ဆိုရင်ဒီလူတယောက်ပေါ်မှာတစ္ဆာရှိဖို့နံပါတ်1အရေးကြီးတယ်ဆိုတော့မိမသားတယောက်မှာစိတ်ညစ်ရွှေတွေတက်မှတ်တာတော့ဒါမိမသားတိုင်းပေါ့သို့တော့သူတို့အားထားနေတဲ့ပုံပြီးတက်မှတ်တာကတော့ကိုချစ်ခင်တဲ့သူရဲ့တစ္ဆာကိုပေါ်မှာစောင့်ထိုင်းမှုတော့ပိုလိုချင်ကြမယ်တဲ့အဲ့ဒါတော့ဇန်ညွန်ကြီးဆရာရေးတယ်ရိုက်တဲ့လူကရိုက်လို့ဒီလိုဖြစ်လာပေါ့အဲ့တော့ရှေ့ဆောင်လမ်းပြအနေနဲ့နောက်ကလိုက်လုကြပါပေါ့ တစ္ဆာရှိပါတယ်ကိုယောက်ျားတခြားကိုမိန်းမလည်းတခြားမိန်းမကိုစိတ်မဝင်စားပါဘူးဆိုတော့ကာမျိုးများများရိုက်လေအဲ့ဒါယောက်ျားတည်းလိုက်ပြီးတော့အတူယူပြီးတော့အဲ့လိုပဲနေကြမှာမြဲချင်ပါဦးမလီကျမဟိုတော်ဝင်နဲ့ပေါ့နော်စံထားလောက်တဲ့မိန်းမသားတယောက်နေရာပဲရိုက်ချင်တယ်အဲ့လိုမျိုးဟောပြတဲ့နေရာကိုချက်အဲ့ဒါလေမကြီးကအကျိုးမသိရဘူးသိလားအာမင်္ဂလာမဆောင်ရင်နှစ်ရက်ကမှမှရက်ကျူသိရအဲ့တော့ကိုပြီးစိုးအောင်ဖုံးဆက်လာတယ်မုံလက်မှတ်ထိုးပွဲလေးရှိတယ်တဲ့အဲ့ဒါတဲ့ လိမ့်ပေးမလားတဲ့ဆိုတော့အဲ့ဒီမှာမကြီးလဲအားနေတဲ့အတွက်မကြီးလိမ့်ပေးလိုက်တာပါဟိုဘာမှကြိုမသိရဘူးပေါ့နော်ဆိုတော့ဒဇင်မန်းတော်မှမကြီးကအဲ့မနေ့ပြန်မနေ့လေးနိုင်လိမ့်ဖို့ဒီညမှည9:00နာရီမှမကြီးစီကိုဒဇင်မန်းလိုချင်တယ်ဆိုပြီးတရင်ရောက်လာလို့မကြီးကရှောက်ပြီးတော့ပတ်ရှာရင်လည်းအဲ့ဒဇင်မန်းကမနေ့မိကက်လိမ့်ပြီးတဲ့အချိန်6:00နာရီမှရောက်လာလို့ပန်ပေးရပန်တဲ့အချိန်မှလည်းရှင်မမှန်မရှိပါမရှိနဲ့ ဟိုသူတို့သူမြေသွားချင်နေပြီဖြစ်နိုင်ပြုံးပန်းနေနိုင်ဆိုအဲ့မှာတွန်းတွန်းနဲ့ပန်ပန်နဲ့ဒဇင်ပန်းလဲအပေါ်မှာအဲ့လိုဖြစ်သွားတယ်။ဆန်ရဲဒဇင်ချောင်းမှာရက်ဆက်တယ်။အဲ့တော့ဆန်ရဲကလည်းမိမိရဲ့ဒီစနစ်တင်းကလေးရတဲ့ဟိုဟာပေါ့ပန်းနေရာကုံနေပြီတဲ့မရှိတော့ဘူးတဲ့ဆိုအဲ့နဲ့အီယာဝရီဒဇင်ချံမော့မြက်လေးဦးဒဇင်ချံမှာရက်ချိုက်လက်ကိုလှမ်းပြီးတော့ဖုံးဆက်ပြီးတော့မှာပေါ့မှာတဲ့ခါကျတော့လေသူကလည်းစင်ကိုပို့ဖို့ ဖယ်ထားတဲ့အခက်တွေပဲရှိတယ်တဲ့ဆိုတော့အဲမန်းညုံရဲ့ကျွန်မကိုခူးပေးလိုက်ပါအဲ့ဒီစင်မန်းတို့တို့သူမြတ်ပန်းချင်တယ်ပြောလို့ဆိုတော့အဲ့တော့တစ်ဖက်မှာဇန်ရဲ့ဖုန်းပြဆန်မိမိဒီစင်မန်းရတယ်ဆိုတော့နှစ်ယောက်မှဖြစ်သွားတယ်လေအဲ့မှာအခက်60ဖြစ်သွားတယ်60လောက်ပန်းလိုက်တာအေးပါအမေဒီပါဒီပါမျှပန်တာပေါ့လေအမေအမေတယောက်မျှပန်လိုက်တာပေါ့ဒါပေမဲ့တို့တို့သူမြတ်အများဆုံးဆိုပါလေးတိုက်တာလောက်နေတော့ဒဇင်မတ်မပြတ်နဲ့မမဟုတ်မုံတိုင်းချရတော့လည်းပြန်ပြတ်မှာပေါ့လေတာတာမဲလေးပြေလေးငင်းလောက်ခါတော့ဘာဘာမှမဖြစ်ပါဘူးအေးပေါ့စမ်းတော့စမ်းတာပေါ့လေ ိုအဲ့မှာအဲ့ဒီ sea restaurant မှာဒါစအဲ့ဒီလေနဲ့လာလို့ရတယ်ဆိုတော့ကိုမသိဘယ်လိုကိုလဲလဲဘိုးဘိုက်တာတော့ဟုတ်တယ်နောက်ပါဟဲ့ကိုလေကြတယ်လောဦးနေမှာနောက်ပြန်ပြီတရုတ်တိတ်ပဲပေါ့ခွန်ကြီးကျောင်းမှာဆွန့်ကျွေးလိုက်ပေါ့လေလွချင်းတဲ့ point ရင်ပြောလိုက်ဒါကျမ်းမှာ ဟိုစကားကိုခံနေလဲနောက်တစ်ဆင့်လာတော့မယ်မေးတော့မယ်မေးတော့မယ်သိတယ်ကိစ္စပြောဆက်မေးတမ်းမိမိလိုက်တော့ဟောဟိုပေါ့ပွဲရလဲသူတို့အာဒီဇိုင်နာဆိုရင်၃ရက်ပဲချိန်ရတယ်လို့ပြောတယ်။အာဒီပွဲချင်းမဖို့ကမန်ကနေစီစဉ်လိုက်တယ်ဆိုတော့လေ။ဟိုမိုက်နေနဲ့လည်း၂ရက်ပဲကြိုတိရတာဆိုတော့သူ့အနေနဲ့စီကာစင်ဟာမဖြစ်ဘူးထင်ပါတယ်။ကမန်ကနေစီစဉ်တဲ့အခါကျတော့လက်ဝဲရတနာအစဟိုသူ ပေါ့နော်ကြိုတင်မစီစဉ်ထားနိုင်ဘူးစင်လိုက်တာပဲဝက်လိုက်ရတဲ့သဘောမျိုးလေးဖြစ်တယ်။နောက်အဝတ်စားဆိုလည်းဟိုပေါ့ဒီဇိုင်နာစိတ်တိုင်းကျသူချုပ်ခွင့်မရလိုက်တာမျိုးပေါ့ရန်နည်းနည်းလေးပဲရတာမျိုးဆိုအဲ့လိုမျိုးပြောဖြစ်ပါတယ်။မာကြီးဆိုလို့ရှိရင်လည်းဒဇင်မန်းဆိုရင်အမှန်ဒီတမကလှအောင်ပန်ပြီးလို့ရတယ်လေ။ဒါပေမဲ့ဒဇင်ပန်တဲ့ချိန်မှာရှိမှကြီးစရာအမှန်မရှိတာပဲပါလို့။နောက်အချိန်လောနေတဲ့အချိန်မှာသူတိုင်းတော့တော့တော့မချိုးဘူးခဏနဲ့ခဏလေးမှတစ်ခက်ထုတ်လိုက်မယ်တစ်ခက်တည်းထုတ်ထုတ်နေတဲ့အဲ့လိုမျိုးဒဇင်လည်းများသွားတာပေါ့အဲ့သဘောမျိုးဖြစ်တာပေါ့။ဒါကြောင့် ပစင်ပန်းကြတော့မာကြီးတို့ရဲ့မြန်မာလူမျိုးတွေရဲ့မင်္ဂလာဆောင်တဲ့ခါမှာဟိုပန်းပန်းစင်လေးရှိတဲ့တော်ဝင်ပစင်ပေါ့လေသူကဂျာတိပေါ်ပန်းလည်းဖြစ်တယ်အများတန်းလည်းမရနိုင်ဘူးပြီးလို့ရှိရင်အဲ့ဒီရဆိုရင်ပစင်တစ်ခါ5000နဲ့ပေးပြီးပွဲရတယ်